ကဘာမှာနံပါတ်1နေရာကိုရောက်ရှိနေတယ်မင်းအောင်လိုင်းကြောက်မြန်မာနိုင်ငံကြီးဟာနံပါတ်1နေရာကိုထပ်ပြီးတော့ရောက်ရှိသွားပါအဲ့ဒါဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံးမှု10နှစ်အတွင်းမှာအမြင့်ဆုံးရောက်လာတယ်ပြီးတော့မှောင်ခိုးလုပ်ငန်းမျိုးမျိုးစုဝေးရာဘဟုချက် ဖြစ်လာကြာပြန်နေရောတခြားဥစားတွေရောအများအများကြီးပဲပြီးတော့ကမ္ဘာဘိန်းဆိုင်ပြုံးမှုနံပါတ်1နိုင်ငံဖြစ်မြန်မာနိုင်ငံကဆက်လက်ပြီးတော့ရပ်တည်နေတယ်ဟိုးကြမ်းလိုက်တာခုံယူကြရခုံယူကြပါဦး ဂုံယူကြပါအုံးဂုံယူကြပါအုံးဒီအောင်တားလို့လက်ချင်းမတွေ့အားလုံးရဲ့မြေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ် ကဲအဲ့တော့ထုံးစံနိုင်မှာပေါ့နော်လူမှုကွန်ရက်ကသတင်းတွေရုပ်သံတွေကိုကျွန်တော်တို့ကျွန်တော်မြင်နေတင်ပြဖို့ပဲဖြစ်ပါတယ်အားကြောင့်ကျွန်တော်ဒီနေ့ဘာကြောင်းရတယ်ပြောမယ်ဗီဒီယိုဆုံးဒီ లై ပါကြည့်ရှုပေးကြပါအောင်ဗျအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစောက်မယ်โอเคအဲ့တော့အားနာတွေတင်ပြလိုက်တဲ့နောက်ပိုင်းအဘာတို့လက်ထက်မှာဘာတွေတိုးတက်လာလဲကျွန်တော်မင်းညဗီဒီယိုမှာပြောပြတဲ့အာတိုးတက်လာတဲ့ထဲမှာလက်စားမှုတွေတိုးတက်လာတယ်နော်ခုံစင်းလုံးတွေတိုးတက်လာတယ်ပြီးတော့ဒုက္ခတွေတွေတိုးတက်လာတယ်ထိုးတက်လာတယ်ခုံစင်းလုံးတွေထိုးတက်လာတယ်ဝေကြီးတွေဝေကြီးတံမိုးတွေကျလာတယ် နော်ကြလာဆိုငွေကြေးတက်ဖို့ပဲရှိတယ်။ဟုတ်လား။နောက်ပြီးတော့ဘာဖြစ်လဲ။ဆင်းရဲမွတ်တက်မှုတွေပို့ပြီးတော့တိုးလာတယ်။ခေါင်းလာတော့တခູ້မှမရှိဘူး။အဲ့ဒါဟာတိုင်းပြည်မှာယနေ့ဖြစ်နေတဲ့ပဋိပက္ခတွေကြောင့်အပဋိပက္ခတွေကိုဘသူကငွေခဲ့တာလဲ။ဘသူတွေကလုခဲ့တာလဲ။ရှင်းရှင်းလေးပါပဲ။တချို့သူတွေကပြောတယ်မြန်မာနိုင်ငံကြီးအခုလိုဖြစ်နေတာစိတ်မကောင်းဘူးလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အဓိကလက်သက်တရားခံအောင်မဟုတ်ဘဲနဲ့စစ်ပွဲတွေဖြစ်ပွားနေတဲ့နေရာဒေသတွေကို ညှိုးနေကြတာတွေတော်တော်လေးကိုဆူဆူဝါးကိုကျွန်တော်တို့မြင်ရပါတယ်။တချို့သောသူတွေ public figure တွေချို့သောသူတွေဒါတွေဒါတွေဟာဘယ်သူကြောင့်လဲဆိုတာအလုံးသိပါတယ်။အဲ့တော့ဗတ်လိုက်ပြီးတော့နော်အဘာကိုကြောက်လို့ဆိုပြီးတော့စောက်တလဲရောမပြောကြပါနဲ့လို့ကျွန်တော်ဒီနေ့ကနေဥစားပြောလိုက်တယ်။အခုလေကဘာမှာနံပါတ်1နေရာကိုရောက်ရှိနေတဲ့မင်းအောင်လိုင်းကြောက်မြန်မာနိုင်ငံကြီးဟာနံပါတ်1နေရာကိုထပ်ပြီးရောရောက်ရှိသွားပါအဲ့ဒါဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံမှာဘိန်းဆိုင်ပြုံးမှု10နှစ်အတွင်းမှာအမြင့်ဆုံးရောက်လာတယ်။ပြီးတော့မှောင်ခိုးလုပ်ငန်းမျိုးမျိုးစုဝေးရာဘိုဟိုချက်ဖြစ်လာတယ် ကြားဖြန်နေရောတခြားဥစားတွေရောအများအများကြီးပဲပြီးတော့ကမ္ဘာဘိန်းဆိုင်ပြုံးမှုနံပါတ်1နိုင်ငံအဖြစ်မြန်မာနိုင်ငံကဆက်လက်ပြီးတော့ရပ်တည်နေတယ်။ဟိုးကြမ်းလိုက်တာဂုံယူစရာကြီးဂုံယူကြပါဦးဂုံယူကြပါအိုးဂုံယူကြပါအိုးနဲဂုံယူကြပါအိုးအဲ့တော့မြန်မာနိုင်ငံမှာတတ်ထုတူဖော်တာတွေဟလာတရားမဝင်တွေအများကြီးပဲတထုတ်လုံးမှုတွေအများကြီးပဲကွန်ပျူတာတင်သွင်းမှုတွေတရားမဝင်တာတွေအများကြီးပဲ နော်တိုးတက်နေတဲ့ DK ကြီးမှာတရားမဝင်လုပ်ငန်းတွေအများကြီးပဲတရားမဝင်လုပ်ငန်းတွေအများကြီးပဲမြန်မာနိုင်ငံကဝင်မဲတွေအများကြီးပဲအခုလဲမွေးစည်းဝါးနဲ့နံပါတ်1တဲ့မွေးစည်းဝါးနဲ့နံပါတ်1တဲ့အဲ့ဒါကဘာဘသူကထုတ်ပြန်လာလဲဆိုတော့ကုလသမဂ္ဂကထုတ်ပြန်လာရင်တော့အာဖဂန်နစ္စတန်အခုမြန်မာပေါ့နော်အဲ့တော့မြန်မာမှာမွေးစည်းဝါးနဲ့ပတ်သက်ပြီးတော့ဘာလို့နံပါတ်1ဖြစ်နေလဲလို့ပြောရဲ ျွန်တော်တခြားမကြည့်ပါဘူးပြည်တွင်းမှာကိုယ့်ဘဝဝင်ကြီးကိုကြည့်လိုက်ပါမွေးစေဝါးအများကြီးရှိတယ်မျိုးကြီးပြားကြီးကကလပ်တွေ KTV တွေထဲမှာမွေးစေဝါးဆိုတာလုံးဝကိုစိတ်ကြိုက်ကိုတုံးလို့ရပတ်စံရှိရင်ဘယ်လောက်တုံးမလဲစိတ်ကြိုက်ကိုတုံးလို့ရစိတ်ကြိုက်ကိုတုံးလို့ရဒီဘဝနိုင်ငံမွေးစေဝါးတတော်ကိုဟိုပြင်တယ်အခုနောက်ပိုင်းတော့ကျွန်တော်တို့အရင်တော့ဘေးမြင့်ခွန်သာတို့ဘာလို့ CIA တို့ဘာလို့အလိုရှိရတို့ဘာလို့ဆိုတာဗာလဲဆိုတော့သူကအမေရိကန်မွေးစေဝါးတင်ရောင်းလို့လားအခုမြန်မာကလည်းတဖြည်းဖြည်းနဲ့မြန်မာကမွေးရခိုင်းနေရလေတဖြည်းဖြည်းနဲ့ဒီ ဥရောပနဲ့အနောက်ဘက်နောက်ပြီးတော့အရှေ့အာရှဘက်ကိုတဖြည်းဖြည်းနဲ့အာဈေးကွက်တွေဖြန့်လာတာကြီးကျွန်တော်တို့တွေ့ရတယ်အထူးသဖြင့်တရုတ်တွေကနေတဆင်ဖြန့်လာတာကြီးကျွန်တော်တို့တွေ့ရတယ်ဒါတချို့အစီအခံလာတွေသူတို့တချို့သတင်းထုတ်ပြန်ချက်တွေထဲမှာဆိုရင်ဟိုဟာ၁၀ခေါက်မှာ၉ခေါက်ဖမ်းခံရင်တစ်ခေါက်ပဲလွတ်အဲ့တစ်ခေါက်ကအမြတ်ကအများကြီးရတယ်ဆိုရယ်ဆိုရယ်ပုံစံမျိုးပေါ့နော်ဥပမာကျွန်တော်တို့နိုင်ငံမှာဆိုရင်ဒါ WY တို့ဈေးကြောက်တို့ဈေးကြောက်ကတော့ဟိုမွေးဈေးဝါလို့ကျွန်တော်တို့ဟိုတီကြပြောလို့မရမယ်ဈေးကြောက်ကိုခွင့်ပြုထားတဲ့နိုင်ငံတွေလည်းအများကြီးရှိတယ် ကောစီဟိုပါနော်ကျွန်တော်စီချောက်တို့ ice တို့ happy water တို့တခြားဥစားတွေအများကြီးပဲကိုခင်တို့အများကြီးအများကြီးပဲပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာတော်တော်လေးကိုစိုးလိုက်ရယ် night life တွေမှာမွေးစီဝါတော်တော်လေးကိုထိုးပေါက်လာတယ်လူငယ်တွေကြားထဲမှာမွေးစီဝါသုံးဆွဲခြင်းဟာ trend တစ်ခုလို့တော့ဖြစ်လာတယ်လို့တော့ကျွန်တော်တို့ပြောရမယ်တချို့နေရာမှာဆိုမွေးစီဝါကို TikTok တို့ဘာတို့မှာတော့မှတရားဝဲသုံးနေတယ်ဆိုတဲ့ပုံစံမျိုးတွေအထိပေါ်ပြလာတဲ့ပုံရိပ်တွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ ကျွန်တော်နိုင်ငံကြီးဘာဖြစ်နေပြီလဲဒါတွေကလက်သက်တည်းခံပါလဲပြိပခါတွေဖြစ်မဲ့စေအုပ်စုကဆက်ပြီးတော့ဘာဖြစ်မဲ့နိုင်ငံကြီးမကောင်းဘူးစီးပွားရေးမကောင်းဘူးဒါတွေကဆက်ဖြစ်နေအောင်ပါဘာလို့လဲဆိုတော့ယူဒနဲကော်ပဲသီးနဲ့အဲစိုက်တာထက်အဲကျွန်တော်တို့ဟလာဟိုဟိုဘိန်းဖြူစိုက်တာကဘိန်းစိုက်တာပို့ပြီးတော့အကျိုးမြတ်ရတယ်ဆိုတဲ့ပုံစံမျိုးအာဒါဟိုတချို့ဒေတာတွေမှာရှိတယ်အဲ့တော့ပြောရမယ်ဆိုရင်ဘာကအကျိုးမြတ်ဖြစ်လာလဲဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရငွေစည်းဝါးကတော့ကျွန်တော်တို့တားကိုတားရမယ်ဒါပေမဲ့ တားလို့မရတဲ့အခြေအနေအဥပဒေစိုးမမှုမရှိတဲ့အတွက်မွေးစီရောင်းတဲ့သူတွေကလည်းတရားဝင်ရောင်းတယ်ဘယ်သူတွေရောင်းလဲခရိုနီဆိုတဲ့ကောင်တွေဗိုလ်ချုပ်တွေဆိုတဲ့ကောင်တွေနော်အဲရဲဆိုတဲ့ကောင်တွေစစ်သားဆိုတဲ့ကောင်တွေအဲကောင်တွေရသတရားဝင်ရောင်းဝယ်ဖောက်ကားနေတယ်ဥစားကျွန်တော်တို့ဒီမွေးစီဘာကြီးကိုဘယ်လိုလုပ်ထိမလဲအဲ့တော့ဒါကြီးဆက်တာသွားဆက်တာသွားနော်ကမ္ဘာမှာအစိုးဆုံးနံပါတ်1ဆိုတဲ့နိုင်ငံမြန်မာနိုင်ငံပဲဖြစ်ရမယ်ဆိုတော့တန်ဋိဌာန်တွေကိုမင်းအောင်လိုက်တော့ဝိုင်းပြီးတော့ဆွဲချနေရလို့တော့ကျွန်တော်မြင်တယ်နော်ဘိုင်း ကြံ့ခိုင်လို့ပါလို့အမမဲတွေပါရေရောက်ပွဲပါပြီးပါပိုဆိုးလာအောင်ပါပိုဆိုးလာအောင်ပါနော်ပိုဆိုးလာအောင်ပါโอเคအဲ့တော့နောက်တစ်ခုသွားကြည့်အောင်အဲ့တော့မင်းရောက်လာရင်ပါတနာကြီးကူပူတင်ပေါ့နော်မင်းရောက်လာရင်စိတ်ရပါတနာကြီးမဟုတ်စိတ်ရမင်းရောက်လာရင်စိတ်ရဟိုတနေ့ကတော့လူကာရှန်ကာပေါ့နော်အဲ့ဒါဘယ်လာရုလို့ဆိုရင်တော့ရှန်ကာပေါ့နော်လူကာရှန်ကိုပေါ့အဲ့ဟိုအလွယ်ပဲပြောလိုက်လူလူကာရှန်ကိုလူကာရှန်ကိုကြီးလာသွားတယ်ဒါမင်းရောက်လာရင်အာနာရှင် အာလာရှင်အပေါင်းဖော်တွေပေါ့နော်လူကာရှန်ကိုကြီးလာပါတယ်အဲ့တော့မရောက်လိုက်ကစီလာသွားပြီးတဲ့နောက်နောက်လာတယ်အခုလေပူတင်ကမရောက်လိုက်စိတ်ရပါပေါ့နော်ဒါဝက်ကလေးတို့ဟလာကျွန်တော်မြောက်ကိုရီးယားဝက်တို့နော်ပူတင်တော့တကိုင်းထဲတွေဟိုဟာရှီကျင်းဖင်တော့တော့ဟိုဟာတကိုင်းထဲတွေဒါတရုတ်မှာသူတို့ရဲ့မာဖီးယားမာဖီးယားအုပ်စုကြီးကိုကျွန်တော်တို့တွေ့ရတာပဲအဲ့တော့ပူတင်ကအခုဘာလုပ်လာလဲဆိုတော့သူကယူကရိန်းကအခုအမေရိကန်ကထရန့်ကနေပြီးတော့အလျှော်ပေးပြီးတော့ညှိနှိုင်းမှုတွေနဲ့လာတာဖြစ်တဲ့အတွက် ူတရတဖြည်းဖြည်းနဲ့ရောက်တက်လာတယ်။ဘာလို့ရောက်တက်လာလဲဆိုတော့အခုယူရိုကိုပါသွားပြီးတော့စိန်ခေါ်နေတယ်ဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါဗီဒီယိုထဲမှာကျွန်တော်တို့အရင်ကြည့်လိုက်။ Мы не собираемся воевать с Европой, я уже сто раз сказал. Но если Европа вдруг захочет с нами воевать и начнет, мы готовы прямо сейчас. Oh, we are ready right now. Здесь, 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 здесь не может быть никаких сомнений. Mm -hmm. Только вопрос в чем? Если Европа вдруг начнет очень быстро. Или не, не Украина. А. Yeah. С Украиной мы там действуем хирургическим способом, аккуратненько, так, чтобы ну, понятно, да? Это это не война в прямом современном смысле а. Ah. этого слова. Если Европа вдруг захочет начать с нами войну и, и начнет ее, то очень можно произойти очень может быстро произойти ситуация, при которой нам не с кем будет договариваться. ငငယ်တော့တော့ပြောတာငငယ်တော့တော့အဲဘာဖြစ်လို့လဲဆိုတော့ငငယ်တော့ကကျွန်တော်ငငယ်တော့ကကျွန်တော်တို့နည်းနည်းလေးတရင်တွေဖတ်တတ်ခါသားရွယ်ဘာရွယ်အဲအွယ်တွေရောက်လာတဲ့အချိန်မှာကျွန်တော်တို့ TV ဖန်သားပြင်တို့ဟိုဟာတို့မှာဆိုရင်ဖော်အန်တီချေးမုံတရင်သားတို့ဘာတို့မှာအများဆုံးတွေ့ရတာရုရှားတို့တရုတ်တို့မြန်မာနိုင်ငံကိုလာတယ်အဲထဲမှာပါဒါတချို့ဂျာနယ်တွေစာတော်တွေမှာပူတင်ရဲ့တရင်ပေါ့နော် ပူတင်တတင်းတွေကျွန်တော်တို့အများကြီးကြားတယ်ပူတင်ကလည်းအတုံးကတက်ခါသာနောက်ပြီးတော့လေမြန်မာကလည်းရုရှားနဲ့အဲ့အချိန်မှာတန်းရွှေကြီးတို့ကဆက်ဆံရေးတန်တမဆက်ဆံရေးတွေပါထူထောင်ပြီးတော့ဆက်လုပ်နေရချင်းရုရှားကိုကတ်နေရချင်းကျွန်တော်တို့ကပူတင်ကိုဝင်ရတော့တော့သဘောကျခဲ့တယ်တော့မပါဘူးဘာဖြစ်လို့လဲကိုမျက်စိရှိမှမြင်နေရပါဘောနော်အမိုက်တယ်ဟာဒီကောင်ကြီးကဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းအသက်ကလည်းကြီးလာတယ်စားရီပါရီဖတ်တက်လာတယ် နိုင်ငံရေးအကြောင်းတွေလည်းစိတ်ဝင်စားအောင်လေ့လာပြလာတယ်ပူတင်တော်တတော်တအားကိုတတော်ကိုယွန်းလာပူတင်ယွန်းလေပေါ့ဘာလို့လဲအာနာရှင်ဖြစ်နေလို့ယွန်းလာလူတွေပြောမှုတွေပေါ့နော်နိုင်ငံရေးအာနာကိုလက်ထဲမှာကင်သားပြီဆိုရင်နိုင်ငံရေးအာနာကြောင့်ရလာတဲ့အခွင့်အရေးတွေခံစား권တွေတချို့ဥစားတွေအများကြီးယူအဲ့တော့အဲ့အာနာကိုလူတွေကအလွယ်တကူမစွန့်ပစ်ချင်ကြဘူးအဲ့လိုပဲဒီကောင်ကြီးရေဆိုလဲအဲ့လိုပဲရှီချင်းဖြင်းတို့ဒီပူတင်တို့ဆိုလဲထုံးနီးလောက်အောင်ပဲသူတို့ရေဒါရွေးကောက်ပွဲတွေလုပ်ပြီးတော့ တက်လာကြတယ်ဆိုပေမဲ့ဒါပေမဲ့သူတို့ဒီအာအာနာရှင်တမရရဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဘယ်လာရုဆိုလဲလူကာရှန်လူကာရှန်ကိုနော်အာတူရကီမှာဆိုလဲရှိသေးတယ်တူရကီတမရနော်အဲသူတို့တွေကအဲ့လိုတပါတီတဲတွေမဟုတ်ဘဲနဲ့တူးတဲတွေတမရထိုင်ကုန်နှစ်ရှည်လာများစွာအဲ့လိုချုပ်ကင်ထားတဲ့သူတွေပေါ့နော်အဲ့လိုဒီလိုလူတွေဒီလိုလူတွေရှိနေကြတာဟာကဘာကြီးမှာကောင်းလားဆိုတော့မကောင်းဘူးဘာဖြစ်လို့လဲဆိုတော့ကဘာကြီးရဲ့အခုလောတဲ့ဖြစ်ပွားနေတဲ့မီးတောက်တွေကို ဒီလိုလူတွေကလည်းစပြီးတော့ဖန်တီးနေတာယူကရိန်းဆွေမီဒီယာလေးဖန်တီးတယ်အခုဆိုရင်အစ္စရေးလည်းပြောရမယ်ဆိုရင်နေတန်ယာဟုသူလည်းပြောရမယ်အာနာရှင်နည်းနည်းစံတယ်အာနာရှင်စံတယ်လို့ပဲပြောရမယ်အဲဘာလို့နောက်ပြီးတော့ရှီကျင်းဖင်အဲတရုတ်ဆိုလဲကဘာမှာလိုက်ပြီးတော့မီးမွှေးနေတာအများကြီးပဲအခုထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးတော့မီးကမွှေးတော့မှဒီကောင်နေမကြခင်မွှေးတော့မှာပေါ့နော်အဲ အဲတိုင်ဝမ်မှာလည်းစင်မီကိုခေါ်နေတာဒီကောင်လေးခေါ်နေတာပေါ့နော်တိုင်ဝမ်နားမှာစီးဟိုကပြောက်လိုက်ဒီကပြလိုက်နောက်ပြီးတရုတ်သွားတဲ့တရုတ်ရောက်တဲ့နိုင်ငံတွေတော်တော်များများကစောက်ပြဿနာတွေနဲ့ကြံခဲ့တယ်ဆိုတာကိုကျွန်တော်တို့တော်တော်လေးကိုတွေ့ရတယ်အဲ့လိုပဲရုရှားလည်းထုံနီလက်ကောင်ပဲရုရှားကအာနာရှင်တွေနဲ့ပဲပေါင်းတော်တယ်ဥပမာဆိုအာအခုဆိုရင်ကျွန်တော်တို့ဘီနာကအိန္ဒိယကဟိုကဒီမိုကရေစီဘိုးကြီးမိုဒီနော်အဲဘိုးကြီးနိုင်ငံကြီးဟိုဒီမိုကရေစီအဲဘိုးကြီးတော်ဖြစ်တယ်ဒီမိုကရေစီနိုင်ငံကြီးပေါ့နော်အဲဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့အိန္ဒိယဆိုရင်လည်းဟလာအခုဟိုမိုဒီမိုဒီဆိုလည်းသူပဲဇက်တိုက်အာဏာယူနေတာပေါ့နော်အဲမိုဒီတို့ဆိုလည်းဒါပူတင်တို့နဲ့ပေါင်းတယ်နောက်ပိုင်းအခုတရုတ်နဲ့လည်းပြန်ပေါင်းနေတယ်အဲ့လိုအဲ့လိုမျိုးပုံစံမျိုးနော်ကမ္ဘာပေါ်မှာအာဏာရှင်တွေကဘာဖြစ်ချင်ကြရလဲတော့မသိဘူးတေဂျာတို့ကတော့သူတို့ဒီသူတို့အတွက်မကောင်းဘူးဆိုရင်အကုန်လုံးကိုပါဆွဲချမဲ့ပုံစံမျိုးတွေကိုသူတို့သွားနေတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဝင်လည်လည်ပြောရမယ်ဆိုရင်တော့ကျွန်တော်မြင်သလား ်အတိတလောက်ဟိုပြောရမယ်ဆိုတော့အာနာရှင်ဒီအခုနောက်ပိုင်းမှာဒီ2020နောက်ပိုင်းမှာတဖြည်းဖြည်းပိုပြီးတော့များလာတယ်အာနာရှင်ကြောင့်မွေးတဲ့မီးတွေအရတဖြည်းဖြည်းပုံများလာတာကိုတွေ့ရတယ်။ကမ္ဘာမှာဂျီနိုဆိုက်ဖြစ်စဉ်တွေပေါ်လာတယ်ဟုတ်လား။နောက်ပြီးတော့အခုဆိုရင်ဟိုက Trump ဟိုဟာမာဒူရိုကိုချိန်တော်မယ်။မာဒူရိုဆိုဗင်နီလဲဗင်နီဇွဲလာကသမ္မတမာဒူရိုကိုဟုတ်လားချိန်တော်မယ်။ဟိုမှာအနီးနောက်လင်းတင်တင်းမောတွေပါပို့လာတယ် နော်ဘာတွေဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်အောင်ပဲအဲ့တော့ကျွန်တော်တို့ကမ္ဘာမှာအာဏာရှင်တွေတဖြည်းဖြည်းများလာသလိုနောက်ပြီးတော့ conservative တွေလည်းတအားပေါ်လာတယ်အဲပြောရမယ်ဆိုအာဘောနော်ငါလူမျိုးအာငါဘာသာအာငါနိုင်ငံငါဇွဲတွေကပို့ပြီးတော့များလာတယ်ကမ္ဘာကြီးကငြိမ်းချမ်းဖို့ဆိုတာထက်အပြည့်ဘက်ကိုတဖြည်းဖြည်းသွားနေလာလို့တော့ကျွန်တော်ကတော့ထင်မိတယ်။ဒါပေမဲ့ပြဿနာတွေကြားထဲမှာစီးပွားရေးတွေနိုင်ငံရေးတွေလွန်ဆွဲမှုတွေကြားထဲမှာအာဏာရှင်တွေကသူတို့ပပျောက်ဖို့ကိုသူတို့က မပပြဖို့ရေးပေါ့နော်သူတို့မပြဖို့ရေးသူတို့ထိုင်ကောင်မပြဖို့ရေးသူတို့အသေးအတိုင်းရုံးကန်ကြရတယ်ဆိုရယ်ဆိုတော့တကယ်လို့ပြောက်မယ်ဆိုရင်တော့မှကဘာကြီးကိုဆွဲချအောင်မလားဆိုရယ်ဆိုရင်ကြတော့ကျွန်တော်ကတစ်ခါလေးပေါ်မိတယ်ဒါကြောင့်မလို့ပူပူတင်အခုပြောတဲ့စကားလေးယူရိုကိုရန်စနေတဲ့စကားလို့တော့ကျွန်တော်ကတော့မြင်ပါတယ် okay အဲ့ဒါဆိုနောက်တစ်ခုသွားအောင်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့88ကဥကူကိုကြီးပဲဖြစ်ပါတယ်ကဲဥကူကြီးပါပြောရနားထောင်အောင်ခင်ဗျားတို့ကြောက်နေသလားကြောက်ရွံ့ခြင်းမပြောရဲဘူးဆိုရင်ကျွန်တော်တို့ကိုပြောခင်ဗျားတို့ကိုစားကျွန်တော်တို့ကပြောပြီး လောင်တာတာရုပ်တော့ပွဲဆိုရင်ကိုစားတွတ်တော်ထဲမှာပြောပြဖို့ကျွန်တော်တို့ကတာဝန်ယူမယ်အဲ့တော့ခင်ဗျားတို့မပြောရရင်ကြောက်ညွတ်နေသေးတယ်ဆိုရင်မကြောက်နဲ့ဟုတ်ကြောက်လို့ရှိရခင်ဗျားတို့ရှိရနေမမရက်နေโอ้ခင်ဗျားတို့ကြောက်လို့မပြောရရင်ကြောက်လို့ပြောပေးမယ်ကြောက်တော့ကိုခင်ဗျားတို့ကိုစားပြောခွင့်ပေးပါโอ้အဲ့ဒါနိုင်ငံရေးပဲကျွန်တော်တို့ဟိုလူကချုပ်ချယ်ဒီလူကချုပ်ချယ်ကျွန်တော်တို့လည်းမကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးโอ้လွတ်လွတ်လပ်လပ်နေခြင်းတယ်အာသူများတော့မထိခိုက်နဲ့ပေါ့ အခုရောလွတ်လွတ်လပ်ဘူးပါအခုရောလွတ်လပ်ငင်းငင်းချင်းချင်းနေချင်းတယ်ဟိုးဟလာအခုကျွန်တော်တို့တချို့နေရာဒီမှာတချို့ဒေသခံတွေပြန်နေလို့ရပြီဆိုလို့ကျွန်တော်ပြီးခဲ့တဲ့ရက်ကကျွန်တော်တော့ထိုးရောက်သွားတယ်ကျွန်တော်သွားကလေးကမှားလိုက်တယ်တက်တရားလမ်းပေါ်မှာပဲရှောက်တော့တယ်ဘေးတွေပသွားတယ်ဆိုတော့မငင်းငင်းမှုလေကျွန်တော်စိတ်မချရဘူးမြေကြီးနေလိုက်ရင်အောက်မှာအဲ့တော့မပေါက်ပွဲသေးတဲ့မိုင်းတွေရှိသလားကြီးစံတွေရှိသလားဆိုတာတစ်ထိတ်ထိတ်နဲ့ဖြစ်နေတော့ အဲ့ဒီနေရာဒီမှာထွန်ကြရက်ကြဆိုင်ပြိုးကြမယ်ဘယ်လိုလုပ်ကျွန်တော်တို့ကပြောတော့နှစ်ပေါင်းထောင်ချီပြီးတော့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတော်လို့လည်းပြောတယ်မြစ်စီမပရိပဒါဆိုတဲ့ကိစ္စဟာစောင့်တန်းမှာပဲရှိတယ်တကယ်လို့အဲ့တော့ကျွန်တော်ပြောချင်တာကဘယ်အသီးသီးကိုပြောတာနော်ဟိုတယောက်ကိုတော့အပြစ်ပြောပြီးတော့တယောက်ကိုကြတော့အပြစ်မရှိသလိုမျိုးဆိုတာအဲ့ဒါလည်းမဟုတ်ဘူးဖြစ်နေတဲ့ပြဿနာသည်ဥဆောင်တဲ့သူတွေအားလုံးကတောင်းဝန်ရှိတယ်အဲ့ဒါသူကြောင့်ငါကြောင့်လည်းညှိုးမထိုးနဲ့ဟုတ် အဲ့ဒီရောက်မားနေရလေနော်အဲ့ဒီရောက်မားနေပြီလို့တော့ကျွန်တော်ကတော့မြင်သူ့ကြောင့်ငါးကြောင့်မှာတာဝန်ရှိတယ်လို့ပြောအောင်ဒီပြဿနာတွေစစတာဘသူလဲနော်ဒီပြဿနာတွေဒီလိုမဖြေရှင်းလို့ဘလို့ဖြေရှင်းရမှာလဲဟုတ်ပြီသူတို့လိုမျိုးလွတ်တော်တွေကနေသွားအော်နေလို့ဒီဥစ္စာကြီးကပြီးမှာလားနော်ပြောရမယ်ဥက္ကူရဲ့စစ်တပ်ကိုဘာကြောင့်အဲ့လောက်ကြီးကြောက်သွားမှန်းမသိသူနှစ်ပေါင်းများစွာသူ့ရဲ့ပေးဆက်လာတဲ့တမိုင်းကြောင်းကြီးမေ့ပြီးတော့တမိုင်းကြောင်းကြီးကသူကဆွတ်လွတ်ပြစ်ပြီးတော့ဘာဖြစ်လို့အဲ့လောက်ကြီးဟိုဖြစ်တာလဲမသိမပြောရဲတော့တာသူက အခုလည်းကြည့်သူကအဲတဖက်သေးကိုဟိုဟာဟိုဟိုဘက်ကိုပြောရလဲစက်တက်ကိုပြောရလဲဒီဘက်ဝိုင်းဆဲမှာဟိုအဲဟိုဝိုင်းဆဲမှာဆိုလို့ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲအဲ့ဒါနှစ်ဖက်လုံးပြောရပြောစက်တက်ဆိုဒဲ့ပြောလေဒဲ့နိုင်ငံရေးသမားကြီးဆိုဒဲ့ပြောလေကျွန်တော်တို့ကိုပြောခိုင်းဆိုကိုသားပြောခိုင်းဆိုပြောလေဒဲ့ပြောလေစက်တက်ကလည်းဒီလိုမလုံသင့်ဘူးဆိုပြီးပြောလေဟုတ်လားစက်တက်ကလည်းပြောပြောလေစက်တက်ကလည်းပြောလေနော်အဲ့လိုမပြောရဥက္ကူကြီးဘာလို့အဲ့လောက်ကြောက်သွားတာလဲဟမ် ဥက္ကူကြီးပါအာနာရှင်ကိုဘာလို့အဲ့လောက်ကြောက်သွားလဲ88မျိုးသက်မျိုးသက်မှာစစ်တပ်ကိုကြောက်အကြောက်ဆုံးဥက္ကူကြီးများဖြစ်နေပြီလားဟမ်88မျိုးသက်မှာအကြောက်ဆုံးကနော်စစ်တပ်ကိုအကြောက်ဆုံးကဥက္ကူကြီးများဖြစ်နေပြီလားဟမ်ဥက္ကူကြီးဥက္ကူကြီးတကယ်ဩကျွန်တော်တို့နိုင်ငံမှာဟိုဘောလို့လောက်ကင်နေရာတွေအဲဘောလို့ပြောနေရာတွေအာမြင်နေရာတွေအများကြီးပဲဘောလို့ အများကြီးပဲလောက်ရမှာတွေကတော့အများကြီးပဲဒါပေမဲ့စစ်တပ်နဲ့ပေါင်းပြီးတော့နိုင်ငံကြီးလောက်တာဒီနိုင်ငံမှာကိုယ်နိုင်ငံကြီးကိုတတ်တာပဲကျွန်တော်မြင်တာပေါ့နော်ဟိုနိုင်ငံကြီးပြည်သူဘက်ကရက်တည်ပြီးတော့လောက်ရမဲ့ဥစ္စာတွေအများကြီးရှိတယ်ပေါ့နော်အဓိကကျတော့ပြည်သူကိုမျက်နှာမှုတဲ့သူကနည်းတာဗျာကျွန်တော်လည်းအတိုင်းဝိုင်းအသီးသီးကိုကြီးလိုက်အတူပေါ့သူဟိုဖြစ်တယ်ဆိုတော့ပြည်သူမျက်နှာမှုတဲ့သူကနည်းတယ်စစ်တပ်ကိုကြောက်တဲ့သူကပို့ပြီးတော့များဆိုစစ်တပ်ရဲ့အရေးကိုခိုရင်တဲ့သူတွေကလည်းပို့ပြီးတော့များတယ်ကျွန်တော်အဲ့ အာမင်းညာတော့အာဂရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရလေကျွန်တော်နိုင်ငံမှာအခုကဘာဖြစ်နေလဲဆိုတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဟလာဟိုပြောချင်ဆိုချင်တယ်အဲဟိုဟာဟိုနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပြောချင်ဆိုချင်တယ်အဲဒါပေမဲ့ဟိုမဟိုမပြောရဲမဆိုရဲအောင်စစ်တပ်ကလှုပ်တယ်တစ်ဖက်ကနေဘာမလုံးပေးလဲဆိုမင်းအာဂရီလိုက်စားပြီးတော့မင်းအချင်းပြတ်နေရင်မင်းကဒီနိုင်ငံမှာအေးဆေးနေလို့ရမင်းချမ်းသာသာနေလို့ရမင်းလူ့ဘဝကြီးမှာစီးသိမ်ခံလို့ရတယ်အဲဥစ္စာကိုသူကမတရားမှုတွေလုပ်ပြီးတော့ချမ်းသာတဲ့ဥစ္စာကိုသူတို့ကဘလို့အမြင်နဲ့ပြန်ပြီးတော့ ဟိုဟာဖြစ်လဲဆိုတော့ဟုတ်ဘူးအဲ့မင်းအဲ့လိုချမ်းချမ်းသာသာနေနေတာအတိတ်ဘဝကကုသိုလ်ကံကြောင့်ဆိုတာလာသေးတယ်ကျွန်တော်ပြောမယ်ဗျာအခုဘဝမှာလူတွေကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့လူတွေကိုနှိမ့်ဆက်တယ်ညှဉ်းပန်းတယ်လူတွေကိုအမျိုးမျိုးသောအကြောက်တရားတွေပေးပြီးအုပ်ချုပ်တယ်လူတွေကိုစိတ်ဆင်းရဲကိုစီရင်ဖြစ်တယ်ကာယကံဝစီကံမနောက၃၃ခုလုံးနဲ့လူတွေကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကဒီမှာအလူကြီးအတန်းကြီးတွေပေးပြီးတော့နောက်ဘဝမှာတထည်ကြီးဖြစ်မှာပါဆိုရင်အဲ့ဥစ္စာကိုကျွန်တော်မယုံတော့ဘူးဗျာကံကံကြီးအကျိုးဆိုတော့ကျွန်တော်မယုံတော့ဘူးဗျာဟုတ်လား ကျွန်တော်မယုံတော့ဘူးဗျာအဲ့ဒါအခုလည်းအဲ့လိုပဲကျွန်တော်တို့နိုင်ငံမှာဘာဖြစ်လဲနိုင်ငံရေးသမားတွေကနိုင်ငံရေးစကားကိုမပြောရတော့ပြောနေတဲ့နိုင်ငံရေးသမားတွေကအခုပြည်တွင်းမှာရွေးကောက်ပွဲဝင်မယ်ဆိုရင်နိုင်ငံရေးစကားကိုပြောနေတဲ့သူတွေကဘာတွေပြောလို့ပြောနေမှာမသိဘူး ပြည်သူတွေကသူတို့ကြည့်ဘာလို့ယုံကြည်ရပါလဲကျွန်တော်ဒီဥကိုရအခုပြောနေတဲ့စကားကိုကြည့်ပြီးတော့ယုံကြည်တဲ့သူတွေရှိရောရှိရလားလို့ကျွန်တော်သိတယ်အဲသူတို့ပါတီတွေကသူတွေရောအဲ့လောက်ယုံကြည်လို့လားအဓိကတော့သူတို့လုံနေတာဘာအထဲမှာပါပြီးတော့လုံနေကြတဲ့သူတွေကသူတို့ရဲ့ကိုကျိုးစီးပွားတွေသူတို့လုံနေတာအဲဥကိုရစကားကိုယုံကြည်ပြီးတော့လုံနေတဲ့သူတယောက်မှမပါဘူးကျွန်တော်ကျွန်တော်မြင်တော့ကျွန်တော်မြင်တော့တယောက်မှမပါဘာလို့လဲဆိုတော့သူတို့ရဲ့ကံကံအကျိုးတွေကဘောတော့ဟိုပြောရမယ်ဆိုကံဆိုတာအလုတ်တို့ဘာလို့ပဲထားပါတော့သူတို့လုတ်တာဘာလုတ်တာအကံတော့ဘာလို့လုတ်လို့တာ ူတို့ကောင်းမှုတွေသူတို့လောက်တာလေအဲ့ဥစ္စာတွေကဟိုပေါ့နော်တကူကြီးအကောင်းကျိုးအတွက်လုပ်နေတဲ့ဥစ္စာကဘယ်လိုဖြစ်လို့ဟိုပေါ့နော်နောက်ဘဝမှာပြန်ပြီးတော့ဟိုဟာဖြစ်မယ်ဒီဟာဖြစ်မယ်ဘယ်လိုမှဟိုယုံကြည်စရာမရှိတော့အဲ့လိုပဲအခုသူတို့မဲဆွယ်နေတယ်သူတို့ပြောနေတယ်သူတို့နိုင်ငံရေးထဲမှာပါဝင်ပြီးတော့ဆက်လက်ပြီးတော့လောက်ကိုက်မယ်ဆိုတဲ့သူတွေကအခုအချိန်မှာအခုအချိန်မှာအခုအချိန်မှာပြောနေဆိုပေမဲ့စစ်တပ်အောက်ကိုရောက်သွားရင်စစ်တပ်နဲ့စပွဲဝိုင်းတဝိုင်းနဲ့ထိုင်သူတို့မပြောရဲတော့ဘူးမပြောရဲတော့အဲ့လိုလူကြီးလွတ်တော်ထဲမှာ အစိတ်သားတွေရောနော်ကြံ့ခိုင်ရကောင်တွေရောအများကြီးကြတယ်မှာသူတို့မတကမဲနိုင်ဝါရီပဲထားပါဘူးသူတို့တယောက်နှစ်ယောက်သူတို့ပါတီတွေပါသွားတယ်အဲ့လူတွေလွတ်တော်ထဲမှာပြောရင်းမယ်ထင်လို့လားပြောရင်းမယ်ထင်လို့လားဘယ်ဘယ်ပြောရဲပါမလဲဘယ်ပြောရဲပါမလဲစစ်တပ်ကတနက်တင်နဲ့ဝိုင်းထောက်ထားတဲ့ဒီနိုင်ငံကြီးမှာဟမ်သူတို့တွေဒီဟိုဟာပြည်သူကသူတို့အနေမှာသူတို့ပြောပါမယ်ဆိုတော့သူတို့မားနေပြီဒီစစ်တပ်ရဲ့လက်အောက်မှာဘာမှမပြောလို့မရဘူးဘာသက်ကိုပိတ်ထားဘာသက်ကိုပိတ်ထား လလက်ခွင်းနေချိုးဖောက်ခံတာလားလလက်ခွင်းနေပိတ်ပင်ခံတာလားဒါကြောင့်အမေစုပြောခဲ့တဲ့စကားလေးကိုပဲပြန်ပြောရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ချင်ပါတယ်ကိုယ့်ရဲ့လလက်ခွင်းကိုကိုပေါ့ကိုဟောနော်မရိုက်ချိုးကြပါနဲ့မဖျက်ဆီးကြပါနဲ့ကျွန်တော်တို့တွေကိုယ့်ရဲ့လလက်ခွင်းကိုယ့်ရဲ့အနာဂတ်အတွက်ဒီလိုမျိုးသူတွေရဲ့စကားတွေကိုလည်းကျွန်တော်ယုံစရာမရှိသလိုလူမျိုးလူတွေကိုလည်းကျွန်တော်ယုံရမှာမှာယုံရမယ်နော်ကျွန်တော်တို့ရဲ့တော်လှန်ရမယ်ဆိုတဲ့ ဟိုဟာထဲမှာစစ်တပ်အရေးကိုခိုးလုံပြီးတော့နိုင်ငံရေးလုတ်တင်လုတ်အောင်ရပါတယ်ဆိုတဲ့လူတွေရဲ့အတွေးခေါ်တွေကိုပါကျွန်တော်တို့တော်လှန်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံရေးကိုစိတ်ဝင်စားတယ်နိုင်ငံရေးကိုတကယ်ဟိုဟာဖြစ်တယ်ဆိုရင်လုတ်ပြည်သူ့ဘက်ကမျက်နှာမှုပြီးတော့ရဲဝံလို့ဒါကပို့ပြီးတော့ကောင်းတဲ့အကျိုးတရားလို့ပဲကျွန်တော်ကတော့မျှော်လင့်တယ်ဒါဒါပို့ပြီးတော့ကောင်းတဲ့လုတ်ရတစ်ခုလို့ပဲမျှော်လင့်တယ်ဒါကြောင့်မလို့ကန်ဆိုတာအလုတ်ဆိုတဲ့အတိုင်းဒီအလုတ်ကိုလုံရင်းနဲ့ ရလာတဲ့ကောင်းကျိုးဒီပြည်သူဘက်ကိုရက်ပြီးတော့လှုပ်တဲ့ရလာတဲ့ကောင်းကျိုးကပို့ပြီးတော့မြတ်တယ်ပို့ပြီးတော့တာတယ်ပို့ပြီးတော့ကောင်းတယ်အခုဘုရားမို့နောင်ဘုရားအထိပါကျွန်တော်တို့သွားနိုင်မယ်ဆိုတာကိုကျွန်တော်ကတော့ယုံကြည်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူဘက်ရက်တည်တဲ့ပြည်သူချစ်တဲ့နိုင်ငံရေးသမားတွေကိုကျွန်တော်တို့ပို့ပြီးတော့အာချစ်ခင်ရမယ်လေးစားရမယ်အားကိုးရမယ်သူတို့တွေကိုကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေအဖြစ်ကျွန်တော်တို့ပြန်မြင်နိုင်မှုအတွက်ထောင်တွေထဲမှာရောက်ရှိနေတဲ့သူတွေရောတောထဲတောင်တွေထဲကနေကြိုးစားနေကြတဲ့သူတွေအားလုံးကိုကျွန်တော်တို့ဘောနော် အားကိုယုံကြည်စွာနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ခီးကိုဆက်ရှောင်နိုင်ဖို့အတွက်ကျွန်တော်တို့တတ်နိုင်တဲ့နေရာကပံ့ပိုးရမယ်လှုပ်ဆောင်ပေးရမယ်လို့မျှော်လင့်နေတယ်ပဲပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်ဒီကျွန်တော်အမြင်စီစဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်ရှင်းသားချင်ပါတယ်ကျွန်တော်မြင်ပြီးမြတ်အားလုံးစိတ်လက်ကြည်သာသွားမယ်တနေ့တောင်ဆက်တတ်နိုင်ကြပါခင်ဗျာအားလုံးကျေးဇူးပါတနာစောပြင်ရမယ်ဒီနေ့ကတည်းကအောင်ရတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ